မင်္ဂလာပါကချင် wave သတင်းဌာနကနေစဉ်တင်းလာနေကနေတောက်ကြနေသည့်ယနေ့ခင်းတိုင်းတင်ဆက်သွားမယ့်သတင်းအစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေစဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပေးသွားမယ့်သတင်းအစီအစဉ်တင်ဆက်သူမယူဆံမဲဖြစ်ပါတယ်။ ကားမိုင်းနဲ့ဖာကန်လန်ကျောတလျှောက်မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီးဗမော်မျိုးရဲ့နေရာအများပိုင်းကို KIA နဲ့တော်လန်ရေးဘက်ကတင်ပိုက်ထားပြီးဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်းသိရပါဗျ။မနေ့ကလည်းနိုင်ယာနဲ့ဖာကန်ကြားကခွန်ဆိုင်ဇွတ်ဘက်မှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးဒီကနေ့မှလည်းတရားညီနောင်ဘက်မှာတိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့မေ16ရက်နေ့တောက်ကြနေ့ကလည်းလီဒိုလန်ဖာကန်နဲ့တနိုင်းလန်ခွဲလဝါကြီးရွာကကက်သလစ်ဘုရားကျောင်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီနဲ့ပြည်သူ့စစ်ဘူပေါင်းအဖွဲ့ကို KIA နဲ့ဘူပေါင်းအဖွဲ့ ကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ကန်အိုသတင်းနဲ့ပြန်ကြားရေးဌာနကလည်းမမော်မျိုးရဲ့နေရအများပိုင်းကိုတိုက်ခိုက်သိမ်းပိုက်ထားပြီးဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်တယ်လို့သတင်းတင်ဆက်ထားပါတယ်။ စကိုင်းတိုင်းပလဲမြို့နယ်နွယ်အင်းကြီးရွာကိုစစ်ကောင်စီတပ်ကမနေ့ကလေချောင်းကနေဘုံကျဲချခဲ့လို့ကလေးနှစ်ဦးအပါအဝင်အရက်သား၄ဦးတိဆုံးပြီး၆ဦးဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောကြပါဗျ။မနေ့ကမေလ၁၈ရက်နေ့နေ့လယ်၁၂နာရီခွဲအချိန်လောက်မှာမိထီလာတပ်ဂျက်ဖိုက်တာတစ်စီးနဲ့ပလဲမြို့နယ်နွယ်အင်းရွာအရှေ့ပိုင်း အလဲပိုင်းနဲ့အနောက်ပိုင်းနေရာသုံးနေရာမှာဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ပလဲဒီတာခန်တအူကပြောပါရယ်အဆိုပါလေရင်ဘုံကျဲမှုကြောင့်ဒေါ်မေရီចောင်းသားចောင်းသူတွေဖြစ်တဲ့မတ်ကျဲစင်ဦးနဲ့မောင်ဖုံးမင်းတန်တို့ပွဲချင်းပြီးတည်ဆုံးခဲ့တဲ့အပြင်မတင်မြတ်သူကလည်းစေယုံမှာစေကူတာနေတည်ဆုံးခဲ့တယ်လို့ပလဲဒီတာခန်ကဆိုပါရယ်ဒါအပြင်မောင်ဝီယန်ဆိုးမတ်ဆွေမာဝင်းမတ်ဖြူဖြူလုံးကိုဖို့တော့ကိုလင်းစိန်နဲ့အသက်နှစ်နှစ်အရွယ်ကလေးငယ်တအူတို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်းသိရပါဗျ။ စစ်ကောင်စီကမေလ30ရက်နေ့ထိယာယီပြစ်ခတ်တိုက်ခိုက်မှုရက်စဲကာလထပ်တိုးကြေညာထားပေမဲ့ခြေရွာတွေကိုလေချောင်းတိုက်ခိုက်မှုဆက်လက်ပြုလုပ်နေဆဲဖြစ်ပါတယ်။ဒီနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေ။မိဘပြည်တို့အားလုံးစိတ်ချမ်းသာကိုကြမ်းပါပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။